မနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရနေရအသေးသေးကကင်းဝေးပြီးကိုစိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV ဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီကနေ့ဇွန်လ26ရက်ကြာတာပတိနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့စကိုင်းဒေတာတော်လန်ရေးအခြေအနေတွေကလွန်စွာဂုံယူဝမ်းမြောက်ကြရတဲ့အောင်ပွဲတွေဖြစ်တယ်လို့ CRPH တဝင်လာပေးပို့လိုက်တဲ့သတင်း။ ဖယ်ရယ်ယူနစ်နဲ့ဗဟိုအစိုးရကြားအပြန်အလှန်အတိမတ်ပြုမှုနဲ့ဥပပေါင်းဆောင်ရွက်မှုတွေရှိနေတာကတော်လိုင်းရင်အောင်မြင်မှုအတွက်အရေးကြီးတဲ့ဥပပေါင်းဆောင်ရွက်မှုလို့အမျိုးသားညီညွတ်ရေးအစိုးရတဝန်လွှာပေးပို့လိုက်တဲ့သတင်းစကိုင်းဖယ်ရယ်ယူနစ်ရဲ့ဂျာကာလဖွဲ့စည်းပုံအခြေခံဥပဒေကိုလွှတ်တော်ကအတိပြုပြဋ္ဌာန်းလိုက်တဲ့သတင်း ရန်ကုန်မန္တလေးအမြန်လန်းဟောင်းပေါ်ကအကျန်းဖက်စစ်ကောင်စီစခန်း၉ခုကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်အကျန်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထပ်မံတေဆုံးခဲ့တဲ့တဲ့င်းမိုးကုံမြို့ကိုအကျန်းဖက်စစ်တပ်ကဂျက်ဖိုင်တာနဲ့ဘုံကျဲချတိုက်ခိုက်လို့ကလေးငယ်တအူးအပါအဝင် ပြည်သူ၂ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့တဲ့င်းနောင်ချုံမြို့နယ်အတွင်းတိုက်ပွဲတွေကိုအကျန်းဖက်စစ်တပ်ကတရက်ထဲ၄ချောင်းကနေဘုံ130လုံး ဒရုန်းနဲ့ဘုံ60လုံးအထိကျဲချတိုက်ခိုက်ခဲ့တဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းဆန္ဒပြလူလူတပိတ်တဲ့တွေပဲဖြစ်ပါတယ်ရှင်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ကတော့သခိုင်းဒေတာတော်လိုင်းအခြေအနေကလွန်စွာဂုံယူဝမ်းမြောက်ကြရတဲ့အောင်ပွဲတွေဖြစ်တယ်လို့ CRPH အဝင်တော်ပြောပို့လိုက်တဲ့တဲ့ပဲဖြစ်ပါတယ်ရှင် နေဦးတော်လိုင်းရီကာလအတွင်းဖြစ်ထွန်းတိုးတက်လာတဲ့သခိုင်းဒေတာတော်လိုင်းရီအခြေအနေတွေကလွန်စွာဂုံယူဝမ်းမြောက်ကြရတဲ့အောင်ပွဲတွေဖြစ်တယ်လို့ဒီကနေ့ပြုလုပ်တဲ့သခိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အစည်းအဝေးကိုပေးပို့တဲ့တဝန်တော်မှာပြောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဖော်ပြလိုက်ပါတယ်ဒေတာခန့်ပြည်သူများသာမကနိုင်ငံတော်မှပြည်သူများအတွက်ຫນွေဦးတော်လန်ရေးကာလအတွင်းဖြစ်ထွန်းတိုးတက်လာတဲ့ စကိုင်းဒေတာတော်လန်ရေးအခြေအနေများကနွန်စွာဂုံယူဝမ်းမြောက်ကြရတဲ့အောင်ပွဲများဖြစ်ပါတယ်။ယခုကဲ့သို့ကောင်းမွန်သောအခြေအနေများအားဆက်လက်ထိန်းသိမ်းထားရှိကာအနိမဘုံရီမန်းချက်များအားပြေဝအောင်အင်အားစုများအကြမှာပုံမခိုင်မာသောယုံကြည်မှုများဖြင့်တိဆောက်လျက်ရှေ့လုပ်ငန်းစဉ်များအားဆောင်ရွက်သွားနိုင်မှာကိုယုံကြည်ပါတယ်လို့တဝန်တော်မှာဖော်ပြထားပါတယ်။ဒါအပြင်ယနေ့အစည်းအဝေးမှာစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အနေနဲ့ စကိုင်းဖက်ဒရယ်ယူနစ်ဂျားကာလာဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအားလွှတ်တော်ကိုဖက်ကြားတင်သွင်းကအတိပြုမဲ့လုပ်ငန်းစဉ်အားဆောင်ရွက်သွားမှာကိုသိရှိရတဲ့အတွက်ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီအနေနဲ့ကုံယူတယ်လို့ဖော်ပြထားပါတယ်။ရှေ့ဆက်ပြီးအကောင့်ထယ်ဖို့ဆောင်ရွက်သွားရမယ့်လုပ်ငန်းစဉ်များကိုလည်းအခြေခံမူများနဲ့အညီညီညွတ်မျှတစွာဟန်ချက်ညီညီဖြင့်ချိတ်ဆက်လှုပ်ဆောင်သွားကြရန်အတွက်လည်း CRPH ကတိုက်တွန်းထားပါဗျ။နိုင်ငံတစ်နိုင်ငံမှာလွှတ်တော်ရဲ့အခန်းကဏ္ဍကအရေးကြီးတဲ့လုပ်ငန်းစဉ်တွေရဲ့ဖြစ်က လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့လက်ရှိຫນွေဦးထော်လန်၏အတွက်သာမကအနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးအတွက်ဒေသအသီးသီးမှအင်အားစုများပြည်သူလူထုအားလုံးနဲ့အတူတကွဆက်လက်ချိတ်ဆက်ဆောင်ရွက်ရင်းနဲ့မိမိတို့အားလုံးရဲ့ဥတီယာခရီးဆုံးပန်းတိုင်စီကို အောင်မြင်စွာရှောက်လန်းသွားနိုင်မှာကိုအပြည့်အဝယုံကြည်တယ်လို့လည်းတဝန်လာမှာဖော်ပြထားပါတယ်ရှင်။ ဖက်ဒရယ်ယူနစ်နဲ့ဗဟိုအစိုးရကြားအပြန်အလှန်တိမှတ်ပြမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိနေတာကတော်လိုင်းရေးအောင်မြင်မှုအတွက်အရေးကြီးတဲ့ပူးပေါင်းဆောင်ရွက်မှုလို့အမျိုးသားညီညွတ်ရေးအစိုးရတောင်းလာပေးပို့လိုက်တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ဖက်ဒရယ်ယူနစ်နဲ့ဗဟိုအစိုးရကြားအပြန်အလှန်တိမှတ်ပြမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိနေတာကတော်လိုင်းရေးအောင်မြင်မှုအတွက်အရေးကြီးတဲ့ပူးပေါင်းဆောင်ရွက်မှုလို့ ဒီကနေ့ပြုလုပ်တဲ့သကိုင်းဖယ်ရယ်ယူနစ်လွှတ်တော်အစည်းအဝေးကို ပေးပို့တဲ့တဝန်တော်မှာအမျိုးသားညီညွတ်ရေးအစိုးရကဖော်ပြလိုက်ပါတယ်။ဖယ်ရယ်ယူနစ်နဲ့ဗဟိုအစိုးရကြားအပြန်အလှန်အတိမတ်ပြုမှုနဲ့ဥပအောင်ဆောင်ရွက်မှုတို့ရှိနေခြင်းကတော်လိုင်းရေးအောင်မြင်ဖို့အတွက်သာမကအနာဂတ်ဖယ်ဒရယ်နိုင်ငံတည်ဆောက်ရေးအတွက်ပါအလွန်ရေးကြီးတာကြောင့်ရှေ့ဆက်ပြီးအခုလိုပူးပေါင်းဆောင်ရွက်တဲ့နိုင်ငံရေးဓလေ့များပုံမခိုင်မာလာစေရန်ဂျိုးပန်အားထုတ်သွားရန်လိုအပ်ကြောင်းကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အလေးနက်ရှုမြင်မိပါတယ်လို့ဖော်ပြထားပါတယ်။ စကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိနိုင်ငံရေးအင်အားစုများတော်လှန်ရေးအင်အားစုများအားလုံးရဲ့ဘုံရီမှန်းချက်ဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက်လက်တွဲညီညီစူပေါင်းအားထုတ်ကြိုးပမ်းဆောင်ရွက်နေမှုများကိုမြမောက်ကာလမှာပုံမခိုင်မာစွာမြင်တွေ့ရတယ်လို့ဖော်ပြထားပါတယ်ခိုင်မာသောစီလုံးညီညွတ်မှုနဲ့ဂျိုဘန်အားထုတ်မှုများကတော်လိုင်းရအောင်မြင်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အင်အားဖြစ်တဲ့အပြင်အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြောင်းစုတည်ဆောက်ရေးမှာလည်းအရေးကြီးတဲ့ အုတ်မြစ်များဖြစ်လာမှာကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ခိုင်မာစွာယုံကြည်တယ်လို့လည်းတဝန်လောက်မှာဖော်ပြထားပါတယ်။ Federal Democracy ပြင်ရင်အစိပိုင်းနှစ်အခန်း၈အပိုက်52အရ Sakai Federal Unit ရဲ့ဥပဒေပြူရေးအုတ်ချုပ်ရေးနဲ့တရားစီရင်ရေးရန်နေရများပေါ်ပေါက်လာစေရဲ့အတွက် Sakai Federal Unit လွှတ်တော်အနေနဲ့ဒေသအခြေပြုတော်လှန်ရေးအင်အားစုများနဲ့ပူးပေါင်းကာ ကျိုးပန်းဆောင်ရွက်နေမှုများကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အပြည့်အဝပူးပေါင်းပါဝင်ကူညီအားပေးထောက်ခံနေရလို့ဆိုပါတယ်။အထူးသဖြင့်စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အနေနဲ့စကိုင်းဖက်ဒရယ်ယူနစ်အကြားဂျာကလာဖွဲ့စည်းပုံအခြေခံဥပဒေတတိယမူကြမ်းကိုပြည်အောင်စုအစ်စ်နဲ့ဒေသအတွင်းအင်အားစုများရဲ့အကြံပြုချက်များအပေါ်တုံးသက်ပြင်ဆင်ပြီးပြည်သူလူထုသိရှိနိုင်ရန်ထုတ်ပြန်ကြေညာနိုင်ခဲ့ခြင်းထို့ပြင် ပြည်အောင်စုအစိုးရနဲ့ပြည်နယ်ဖက်ဒရယ်ယူနစ်များကြားပူးပေါင်းဆောင်ရွက်ရေးကော်မရှင် FSCC နဲ့ပုံမှန်တွဲဆုံဆွေးနွေးပြီးသခိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနဲ့ပတ်သက်တဲ့အမြင်သဘောထားများကိုအပြန်အလှန်ရင်းနှီးပွင့်လင်းစွာဆွေးနွေးဖလှယ်နိုင်ခဲ့ခြင်းတို့အတွက်အထူးပင်ဂုဏ်ယူဝမ်းမြောက်မိတယ်လို့ဆိုပါတယ်။ စကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိနိုင်ငံရေးအင်အားစုများစုပေါင်းပြီးတော့ဖက်ဒရယ်ယူနစ်အစိုးရတရက်ပေါ်ပေါက်ရေးအတွက်လိုအပ်သောအခြေခံမှုများချမှတ်နိုင်ရေးလက်တွဲညီညီအလုပ်လုပ်လှုပ်ဆောင်နိုင်ခြင်းကမြေပြင်ရဲ့လိုအပ်ချက်ကိုအခြေခံတဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးရဲ့ခိုင်မာသောခြေလှမ်းများဖြစ်ပြီးအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အုတ်မြစ်တစ်ခုလည်းဖြစ်တယ်လို့တော်ဝင်လွှာမှာဖော်ပြထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့ဇဂိုင်းဖက်ရယ်ယူနစ်ရဲ့ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေကိုလွှတ်တော်ကအတည်ပြုပြဋ္ဌာန်းလိုက်တဲ့တဲ့င်းပဲဖြစ်ပါတယ်ရှင်။ဇဂိုင်းဖက်ရယ်ယူနစ်ရဲ့ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေကိုဒီကနေ့ပြုလုပ်တဲ့ဇဂိုင်းတိုင်းဖက်ရယ်ယူနစ်လွှတ်တော်ကအတည်ပြုပြဋ္ဌာန်းလိုက်တယ်လို့သိရှိရပါတယ်။အတည်ပြုလိုက်တဲ့ပြဋ္ဌာန်းချက်တွေမှာတဆင့်ဂျာကာလာ ရိပခများပြည်လဲအောင်ကြိုးပမ်းနိုင်မယ်လို့ယုံကြည်တဲ့အလျောက်အနာဂတ်ကာလမှာချောင်းမွေ့ရဲ့အသွင်ကူးပြောင်းရေးတရက်ပေါ်ပေါက်နိုင်ရန်ဈာကာလအခြေခံဥပဒေကိုရေးဆွဲရတာဖြစ်တယ်လို့ဆိုပါရစေ။သခိုင်းဖက်ရယ်ယူနစ်လှတ်တော်တဲ့ပြည်စမမြောက်အစည်းအဝေးကိုဇွန်လ25ရက်မနက်10:00နာရီမှာဗီဒီယိုကွန်ဖရင့်နဲ့ကျင်းပခဲ့တာဖြစ်ပြီးအစည်းအဝေးတရားခွင့်ရှိသူ6,000တသမ14ရာခိုင်နှုန်းတက်ရောက်ခဲ့ပါရစေ။ ဆက်လက်ပြီးစကိုင်းဖက်ရယ်ယူနစ်ဂျားကလာဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းပေါ်လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကိုဖက်ရယ်ယူနစ်ကိုစလဲနှစ်ဦးမှဖတ်ကြားတင်သွင်းခဲ့ပြီးလွှတ်တော်ဥက္ကဋ္ဌကလွှတ်တော်ရဲ့အဆုံးဖြတ်ကိုရယူကအတည်ပြုတင်ညာခဲ့တာပါအရင်နောက်သခိုင်းဖက်ရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌကနေကုန်းချုပ်စကားပြောကြားပြီးအစည်းအဝေးကိုနေ့လယ်12:25မိနစ်အချိန်မှာရုပ်သိမ်းခဲ့တယ်လို့သိရှိရပါတယ်။အစည်းအဝေးကိုပြည်အောင်စုလွှတ်တော်ကိုယ်စားလှယ်များအမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီမှတာဝန်ရှိသူများ ပြည်내နဲ့ Federal Unit လွှတ်တော်များမှဥက္ကဋ္ဌဒုက္ကဋ္ဌများတိုင်းဒေသကြီးလွှတ်တော်ကိုစားပြုကော်မတီဝင်များပြည်내တိုင်းပင်ခံကောင်စီမှတာဝန်ရှိသူများနိုင်ငံရေးပါတီမှတာဝန်ရှိသူများအထူးပိတ်ကြားထားသောဧည့်သည်တော်များစကိုင်းတိုင်းတပိတ်အင်အားစုများမှကိုယ်စားလှယ်များစကိုင်း Federal Unit ဂျားကာလာဖွဲ့စည်းပုံရေးဆွဲရေးကော်မရှင်မှအဖွဲ့ဝင်များ Federal Unit ဂျားကာလာအစီအမံရေးဆွဲရေးကော်မရှင်များမှတာဝန်ရှိသူများ၊ Sky Foreign Federation အဖွဲ့မှတာဝန်ရှိသူများ စကိုင်းဖယ်ရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းကောင်စီမှကိုယ်စားလှယ်များခရိုင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များပအဖများမှတာဝန်ရှိသူများအရက်ဖက်အဖွဲ့အစည်းများမှကိုယ်စားလှယ်များနိုင်ငံတကာမှတန်တမန်များဧည့်သည်တော်များနဲ့မီဒီယာများပါဝင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်ရှင် ရန်ကုန်မန္တလေးအမြန်လန်ဟောင်းပေါ်ကအကျန်းဖတ်စစ်ကောင်စီစခန်း၉ခုကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီးအကျန်းဖတ်စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထပ်မံတေဆုံးခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်မန္တလေးအမြန်လန်ဟောင်းပေါ်ကအကျန်းဖတ်စစ်ကောင်စီစခန်း၉ခုကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ရာအကျန်းဖတ်စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထပ်မံတေဆုံးပြီး ရဲအုပ်တအုပ်အပါအဝင်စစ်သုံးမှန်း၃ဦးကိုဖမ်းမိထားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စေယုံချုပ်ကဒီကနေ့မှထုတ်ပြန်ပါတယ်။ပဲခူးတိုင်းညောင်လေးပင်ကြောင်တကားဖြူးမြို့နယ်အတွင်းရန်ကုန်မန္တလေးအမြန်လန်းဟောင်းပေါ်ရှိအကြမ်းဖက်ဆက်ကောင်စီတပ်ဖွဲ့တွေအခြေချတပ်ဆွဲထားတဲ့စခန်း၉ခုကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်စင်ရေးနယ်မြေနှစ်ကိုကဲမှုအောက်ရှိတပ်တွေနဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့တွေကဇွန်လ25ရက်မနက်အစောပိုင်းမှာဒပြိုင်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာပါအဲဒီတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထပ်မံတေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကရဲအုပ်တအုပ်အပါအဝင်စစ်သုံးမန်း3ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တပ်ဖွဲ့အတွင်းလက်နက်ကြီးလက်နက်ငယ်အစုံ16လက်နဲ့ခဲယမ်းတွေ စစ်တုံးဖြစ်စီအမြောက်အများကိုလည်းတင်းစီရရှိခဲ့သလိုတော်လိုင်းရေးတပ်ဖွဲ့များဘက်မှရဲဘော်တအူကြာဆုံးခဲ့ရပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါဗျ။အဲ့ဒီတိုက်ခိုက်မှုတွေကိုအမှတ်နှစ်စစ်စင်ရေးနယ်မြေတိုင်းစစ်ဌာနပဲခူး24ငကနေစစ်ကြောင်းအာနာဝါကတရင်အမှတ်3933တရင်ဖြူပါကဖဖြူ25အမှတ်3032တရင်ဆပရင်ဝါရီယာကိုလန် KNLA တရင်ကိုဖြူ26 တော်ဝင်တောင်းတက်ရင်တော်ကြီးကန်းတက်ရင်တို့မှပူပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တိုင်းစစ်ဌာနပဲခူးတိုင်းအတွင်းစစ်စင်ရေးများကိုတုံ့မြင့်ဆောင်ရွက်နေရာကြောင့်ပြည်သူများအနေနဲ့စစ်ရေးအသည့်တတိနဲ့ပူပေါင်းပါဝင်ပေးကြဖို့မြစ်တာရက်ခံထားပါတယ်ရှင်။ မိုးကုံမြို့ကိုအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံးကျဲချတိုက်ခိုက်လို့ကလင်းငယ်တအူအပါအဝင်ပြည်သူ၂ဦးထိခိုက်ဒဏ်ရာခဲ့တဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။တောင်ပီတပ်မဟာလေးနယ်မြေမိုးကုံမြို့အုံကန့်ရက်ကွက်ကိုအကြမ်းဖက်စစ်တပ်ကမနေ့ကည7:23မိနစ်မှာဂျက်ဖိုက်တာနဲ့လေကြောင်းကနေဘုံးကျဲချတိုက်ခိုက်လို့ကလင်းငယ်တအူအပါအဝင်ပြည်သူ၂ဦးထိခိုက်ဒဏ်ရာရှိခဲ့လို့ TNL ကဒီကနေ့မှထုတ်ပြန်ပါတယ်။ အကြဖတ်စစ်တပ်ကမိုးကုတ်မြို့ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဇွန်လ25ရက်ညပိုင်းမှာပေါင်း250ဘုံတလုံးကိုလာရောက်ကျဲချတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုကြောင့်ပြည်သူ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်၅လုံးနဲ့ဘုံကြီးကျောင်းတစ်ကျောင်းထိမှန်ပျက်စီးခဲ့ရတယ်လို့သိရှိရပါတယ်။ အကြမ်းဖက်စစ်တပ်ကဇွန်လ24ရက်ညနေပိုင်းမှာကြောက်မဲမြို့အတွင်းကိုလည်း Jet Fighter နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ရာပြည်သူ၄ဦးသေဆုံးပြီးကလေးငယ်2ဦးအပါအဝင်14ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့နေအိမ်46လုံးနဲ့စာတင်ကျောင်း2ကျောင်းထိမှန်ပျက်စီးခဲ့ရပါတယ်။ TNL ကတော့ပြည်သူတွေအနေနဲ့ဂျမ်ဖတ်စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ရေးအတွက်စစ်ရေးတတိအမြဲရှိရန်လိုအပ်တယ်ဆိုတာနဲ့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကိုလိုက်နာဆောင်ရွက်ကြဖို့အတွက်လည်းလိုအပ်တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့နောင်ချုံမြို့နယ်အတွင်းတိုက်ပွဲတွေမှာဂျမ်ဖတ်စစ်တပ်ကတရက်ထဲလေကြောင်းကနေဘုံ130လုံး၊ဒရုန်းနဲ့ဘုံ60လုံးအထိတိုက်ခိုက်ခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။ တန်းပြီးတမဟာ၃နှစ်မြေနောင်ချုံမြို့နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာအကြမ်းဖက်စစ်တပ်ကဇွန်လ24ရက်တနေ့ရဲမှာပဲလေကြောင်းကနေဘုံ130လုံး၊ဒရုန်းနဲ့ဘုံ60လုံးနဲ့လက်နက်ကြီး53လုံးအထိပြစ်ကိုတိုက်ခိုက်ခဲ့တယ်လို့ TNL ကပြောပါရတယ်။ အကြံဖက်စစ်တမ်းနဲ့ DNL တို့အကြားနောင်ချုံမြို့နယ်အတွင်းကနောင်အော်လက်ပံကုန်းရွှေသွန်းမျက်ချီနှုတ်လုံဆန်းကုန်းသာအုံမတိနဲ့ဆမန်ဆယ်ကျေးရွာကြမှာတိုက်ပွဲတွေဖြစ်ပွားနေရပါနောင်အော်ကျေးရွာမှာဇွန်လ24ရက်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင်အကြံဖက်စစ်တပ်ကလေကြောင်းကနေဘုံ၄၂လုံး ဒရုန်းနဲ့ဘုံ၂၁လုံးနဲ့လက်နက်ကြီး၁၈လုံးနဲ့ပစ်ကိုတိုက်ခိုက်ခဲ့တာပါ။အဲ့လိုပဲအုံမတိနဲ့စမန်ဆယ်ကြီးရွာကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာလည်းအကြမ်းဖက်စစ်တပ်ကဒရုန်းနဲ့ဘုံ၃၉လုံးလာရောက်တဲချခဲ့တယ်လို့လုံဆန်ကြီးရွာတိုက်ပွဲအတွင်းမှာလည်းအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံ၄၈လုံးလက်နက်ကြီး၃၂လုံးလုံးနဲ့တိုက်ခိုက်ခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကကြောက်တော့ကြီးရွာကိုလည်း ဘုံနှလုံးကျဲချတိုက်ခိုက်တယ်လို့ရွှေသွန်းကြေးရွာမှာဘုံ38လုံးနဲ့မြက်ချင်းနုကြေးရွာမှာဘုံတစ်လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ပါတယ်။အဲ့လိုပဲအုံမခကြေးရွာကိုလည်းလက်နက်ကြီးနဲ့လေလုံးပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ညီနောင်မဟာမိတ်၃ဖွဲ့ကငလင်တန်တဲ့ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ရေးတဖက်သက်အပြစ်ရထားတာကိုအကြံဖက်စစ်တပ်ကအခွင့်ကောင်းယူပြီးတော့ထိုးစစ်စင်တိုက်ခိုက်နေရလို့ TNL ကအသိပေးထားပါတယ်ရှင်။ ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆင်နာရှင်မြေပြတ်ချိန်မုံရင်လူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ စကိုင်းတိုင်းရမပင်မြို့နယ်ကအွန်လိုင်းလွင့်မီဒေါင်းသွင်းနေတဲ့ဘိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်အကြောဆုံးရေးဆန္ဒပြတဲ့ဘိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းလွင့်မီဒေါင်းသွင်းနေတဲ့ဘိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကိုင်းဆွဲပြီးအကြမ်းဖက်စစ်တပ်အကြောဆုံးရေးဟစ်ကြွေးမှုတွေနဲ့ချစ်တဲ့ဆန္ဒပြခဲ့ကြတာပါ။စကိုင်းတိုင်းရမပင်မြို့နယ်ကအွန်လိုင်းလွင့်မီရွှေရည်ကြီးတဲ့ဘိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်အကြောဆုံးရေးဆန္ဒပြတဲ့ဘိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းလွှင့်မီရွှေရည်ကြီးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေနဲ့ဆန္ဒပြချီတက်ခဲ့ကြတာပါ။ရင်းမပင်မြို့နယ်မှာပြည်သူအာမန်တပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကပြည်သူအာမန်တပိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ စကိုင်းတိုင်းရမပင်မြို့နယ်ကနောက်ပြန်မလဲကြီးဒီတော်လန်ဤလူလူတပိတ်စစ်ကြောင်းကအကြမ်းဖက်ဆစ်တဲ့ကြာဆုံးရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကနောက်ပြန်မလဲကြီးဒီတော်လန်ဤလူလူတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆစ်တဲ့ကြာဆုံးရေးဟစ်ကြွေးမှုတွေနဲ့ဆန္ဒပြချီတက်ခဲ့ကြတာပါ။ဆန္ဒပြတော်လန်ပြည်သူတွေကနေမြင်မြင်တက်မှုကြားတဲ့ကနေပဲအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြပါတယ်ရှင်။ ရေသူလူလူအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနဲ့တွဲကနေကင်းဝေးနိုင်ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်